ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နှစ်ပြန်နိုဝင်ဘာလ24ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။အထူးမိုးလေဝသအနေနဲ့အားပိုကောင်းလာတဲ့ပူရဲမုန်တိုင်းကြီးရဲ့နောက်ဆုံးရသတင်းတူများနဲ့ထုံမုန်တိုင်းများကုန်းတွင်းသို့ဝင်ရောက်ပြီးနောက်လက်ကျန်မိုးလေများမြန်မာနိုင်ငံဘက်သို့ဝင်ရောက်ပြီးဖြစ်ပေါ်လာတဲ့ရာသီဥတုအခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရယ်ခင်ဗျာ။ပထမဆုံးအနေနဲ့ယနေ့နိုဝင်ဘာလ23ရက်နေ့ နေ့လယ်၁၂နာရီမှာရရှိတဲ့မုံတိုင်းခံမှန်းချက်များအရဘင်္ဂလားပင်လယ်အော်မှာမုံတိုင်းစင်ညာရဲ့လမ်းကြောင်းပြောင်းလဲနိုင်တဲ့အခြေအနေကိုအောက်ပါတိုင်းတင်ပြအပ်ပါရခင်ဗျာတောင်တုံးပင်လယ်မှာဖြစ်ပေါ်လာမဲ့မုံတိုင်းကိုတိုဟာမူလခံမှန်းချက်အတိုင်းပြောင်းလဲမရှိဘဲဆက်လက်ဖြစ်ပေါ်နေပါဗယ်ဘင်္ဂလားပင်လယ်အော်မှာမုံတိုင်းစင်ညာရဲ့လမ်းကြောင်းဟာအောက်ပါအတိုင်းပြောင်းလဲများဖြစ်ပေါ်လာနိုင်ပါတယ်ဆိုင်ကလုန်းမုံတိုင်းအဆင့်သို့ရောက်ရှိချိန်နိုဝင်ဘာလ28ရက်နေ့မှာဆိုင်ကလုန်းမုံတိုင်းအဖြစ်သို့ရောက်ရှိချိန်မှာတော့တည်တည်နေငါနိုင်ငံအနီးမှာလေပြင်းနဲ့ရောင်ဝန်းကြီးတစ်ခုဖြစ်ပေါ်လာပါမယ် စနေနှစ်ခုပေါင်းစီခြင်းရင်းလေဖျားနဲ့ရဝန်းကြီးနဲ့မုံတိုင်းဆင်ရတော့ဟာနိုဝင်ဘာလ29ရက်နေ့မှာပူပေါင်းသွားနိုင်ပါတယ်။ဥတီချက်ကတော့ပူပေါင်းပြီးတဲ့နောက်မုံတိုင်းစနေဟာအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကမ်းခြေကိုဥတီရေရှားတောင်းမယ်လို့ခန့်မှန်းရပါတယ်။နောက်ထပ်ယနေ့နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလေများရဲ့ထူးခြားမှုရှိနေကြောင်းအောက်ပါအတိုင်းသေးစိတ်တင်ပြအပ်ပါတယ်ခင်ဗျာ။ငလေလှုပ်ခတ်မှုအခြေအနေနက်နက်7နာရီဝန်းကျင်ယနေ့နက်နက်အစောပိုင်းမှာလှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ငလင်လေးချိန်အပြင်နနက်7:00နာရီ10မိနစ်ဝန်းကျင်မှာငလင်လက်နှစ်ချိန်ဇက်တိုက်လှုပ်ခရာထူးခြားမှုများရှိခဲ့ပါတယ်။နေရာကတော့တဝဲမြို့ရဲ့အနောက်တောင်ဘက်မိုင်တရာကန်အကွာကပ်ပလီပင်လယ်ပင်အောက်နေရာဒေသတစ်ခုဖြစ်ပါတယ်။ပထမငလင်လှုပ်ခတ်ချိန်ကတော့နနက်7:00နာရီ10မိနစ်အနက်ကတော့မြေအောက်6မိုင်ပြင်အားကတော့ Restar Scale 3.9ဒုတိယငလင်ကတော့10မိနစ်ကြာပြီးလှုပ်ခတ်ချိန်ပထမငလင်ပြီး10မိနစ်အကြာမှာမြေအောက်7မိုင်ပြင်အား Restarske 5.0ထူးခြားချက်နဲ့သတိပြုရန်ကတော့ငလင်လှုပ်ခတ်မှုဟာအရင်ရက်များကလှုပ်ခတ်တဲ့နေရာအနီးမှာဖြစ်ပြီးသခိုင်းပြက်ရွေရဲ့တောင်ဘက်အစွန်ဗမာကြောက်ချက်လွှာနဲ့ထိုင်းကြောက်ချက်လွှာတို့သုံးဖွင့်ဆောင်ရဒေတာမှာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။အနက်မတူပဲဇက်တိုက်လှုပ်ရှားခြင်းနေရာတစ်ခုထဲမှာအနက်မတူညီပဲငလင်နှစ်ကြိမ်ဇက်တိုက်လှုပ်ရှားခြင်းဟာထူးခြားတဲ့အခြေအနေဖြစ်ပါတယ်။သတိပြုရန်ဒေတာများကတော့ ပကိုးနဲ့ရန်ကုန်ဒေသများမှာနေထိုင်သူများအနေဖြင့်ငလျင်ဘေးနဲ့ပတ်သက်၍သတိပြုနေထိုင်ကြပါရန်လိုအပ်ပါတယ်။အရေးကြီးသတိပေးချက်ငလျင်ကိုမြည်သူများကြိုတင်သိရှိနိုင်ခြင်းမရှိဘဲဖြစ်နိုင်ခြင်းကိုသာခံမရခြင်းဖြစ်ပါတယ်။ကြောက်ရွံ့တုန်လှုပ်နေရန်မဟုတ်ဘဲသတိပြုနေထိုင်ရန်အတွက်သာအသိပေးတင်ပြအပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမုံတိုင်းမိုးတဲထန်စွာရာသွင်းခြင်းကြောင့်မြည်ကြီးခြင်းသတိပေးချက်များနဲ့မြည်ကြီးခြင်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ယနေ့23ရက်17လ2025ရက်နေ့ညနေ6နာရီအချိန်တိုင်းထွာချက်အရာမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနာမြေအရာမနေ့ကညနေကနေ17နာရီတွင်တလက်မကပြန်တက်လာပါတယ်မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့24.2ဒီဂရီဆဲလ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.5ဒီဂရီဆဲလ်စီယံတို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနာမြေအရာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်940စင်တီမီတာ30ဒီဂရီနီးနီးကပ်အလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်အနေထားကမှာရှိနေပါမယ် ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ARR မြစ်ထက်ပိုင်းမှာမိုးကအနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရန်က ARR မြစ်ဆုံထက်ပိုင်းမှာနေရာကွက်ရုပ်မိုးရွာသင်းကျုံများဇက်တိုင်နှဲပါလာပြီးဖြစ်ပါတယ်။သံဃာနဲ့အနေသားကြီးထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေတာများနဲ့ ARR မြစ်ထက်ပိုင်းမေခမလိခမြဝန်းဒေတာများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။ ARR မြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြေကန်နီမြေနိဒေတာများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ။ AR မြင်းကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ခန်းနေမြေဟာမနေ့ကညနေကနေ12နာရီတွင်တက်ကြမရှိရပ်တန့်နေပါတယ်။မောင်ရမျိုးမြေဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါတယ်။ခန်းနေဟုံမလင်ဖောင်းပြင်မော်လိုက်တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်ခင်ဗျာ။ကလေးဝမင်းငယ်ကဏီနဲ့မုံရမျိုးတွေရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါတယ်။ ဆက်လက်ပြီး ARD မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာပမောရွှေကူကတာထီးချိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူ6မင်းဘူးမကွေးအောင်လံပြီးစိတ်သာဟင်းသရနဲ့ဇလုံမျိုးရွယ်မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေဦးမှာဖြစ်ပါရခင်ဗျာ ARD မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်မှာထူးခြားတဲ့အခြေအနေများကိုပြောပြပေးမှာဖြစ်ပါရခင်ဗျာကပ္ပလီပင်လယ်တောင်ပိုင်းမလကာရေလက်ချားမှာလေပြင်းနဲ့ရောင်ဝန်းဖြစ်ပေါ်လျက်ရှိပြီး အနောက်နောင်မြောက်ဖက်သို့ဆက်လက်ရွေ့ရှားကာနိုဝင်ဘာလ24ရက်နေ့မှာအောင်းကောင်းသောလေပြင်းနဲ့ရေဝန်ဖြစ်လာပြီးနောက်အနောက်နောင်မြောက်ဖက်သို့ဆက်လက်ရွေ့ရှားကာ48နာရီအတွင်းပုံမူအောင်းကောင်းလာနိုင်ပါတယ်။ဤလေပြင်းနဲ့ရေဝန်ကိုတော့ GDWC မှ Embers 95V အဖြစ်သတ်မှတ်ထားပြီးဆက်လက်စောင့်ကြည့်လျက်ရှိပါတယ်။နိုဝင်ဘာလ24ရက်နေ့ညပိုင်းမှာဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖျက်ကျော်တိုက်ခတ်မဲ့လေပြင်းနဲ့ရေဝန်ဟာနိုဝင်ဘာလ26ရက်နေ့မှာတောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်လာနိုင်ကြောင်း အနောက်ဘက်သို့ဆက်လက်ရွေးချယ်ပြီးတောင်တရုတ်ပင်လယ်အတွင်းပုံမှုအကောင်းလာကတိုက်ဖုံးမုန်တိုင်းဖြစ်လာနိုင်ကြောင်းသင်္ချာပြုပုံစံမော်ဒယ်များမှခန့်မှန်းထားပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာအိန္ဒိယနိုင်ငံတောင်ပိုင်းသီရိလင်္ကာကျောအနောက်ဘက်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့တောင်တရုတ်ပင်လယ်တို့မှာအကောင်းသောမုန်တိုင်းများဖြစ်လာနိုင်ပြီးရင်းမုန်တိုင်းများအလုံးဟာအိန္ဒိယနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့အပေါ်တက်ရောက်မှုရှိနိုင်ပြီးမြန်မာနိုင်ငံပေါ်တော့တက်ရောက်နိုင်ခြင်းမရှိပါဘူးခင်ဗျာ။ဆက်လက်ပြီး မနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10:00နာရီခွဲချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိသောမလခါရေလိုက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရံဝန်ဟာပုံမှန်အားကောင်းလာပြီးအားကောင်းလာသောလေပြင်းနဲ့ရံဝန်ဖြစ်သူရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းသောလေပြင်းနဲ့ရံဝန်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီး 24ရက်စက်တလ2025ရက်နေ့မှာပုံမူအားကောင်းလာကဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိသောကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ထူမာတစင်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးနောက်48နာရီအတွင်းပုံမူအားကောင်းလာကဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်း၌ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သင့်တင့်မှတိမ်ထူထပ်နေပါတယ်။ မနက်ဖြန်မနက်ထိခံမဲ့ချက်ကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲစကားနိုင်ဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရရာနှုံး80ဖြစ်ပါတယ်။နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်တို့မှာအများအပြားတာယာပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အစ်စ်နေဖြစ်ထုံးပါမယ်။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။နေပြည်တော်မှာတော့အများအပြားတာရပါမယ်။ရန်ကုန်မြို့မှာအများအပြားတာရပါမယ်။ မန္တလေးမြို့မှာအများအဖြစ်သားရပါမယ်။ပဲခူးမြို့မှာအများအဖြစ်သားရပါမယ်။မကွေးမြို့မှာအများအဖြစ်သားရပါမယ်။ဟောမလင်းမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။မုံရွာမြို့မှာအများအဖြစ်သားရပါမယ်။ပသိမ်မြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။တဝဲမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။မြေကြီးနားမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပြီးနေရာခွဲခြားမိုးတစ်ချုံရွာနိုင်ပါတယ်။လွိုက်ကော်မြို့မှာအများအဖြစ်သားရပါမယ်။ဖန်အမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။ဟာခါမြို့မှာအများအဖြစ်သားရပါမယ်။အော်လမဲမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။စစ်တွေမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။လာရှုံမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်။ တောင်ကြီးမြို့မှာဒိန်အသစ်နဲ့ဖြစ်ထွန်းပါမယ်။ကျိုင်းတုံမြို့မှာဒိန်အသစ်နဲ့ဖြစ်ထွန်းပါမယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့ဒီအတွက်အတွက်မနေ့မြန်မနေ့တိခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်။ရန်ကုန်မြို့နဲ့ဒီအတွက်အတွက်မနေ့မြန်မနေ့တိခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်။မန္တလေးမြို့နဲ့ဒီအတွက်အတွက်မနေ့မြန်မနေ့တိခံမှန်းချက်ကတော့အများအဖြစ်တာရပါမယ်။ နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများတဲ့မိုးလေဝသခန်းမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်လည်းပြည်မုံတမခွင့်နဲ့မော်တယ်နဲ့နိုင်ကောင်းတဲ့တခြားနိုင်ငံလုံးပင်လည်းပြည်တို့မှာရန်ဖန်ရခါမိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိုက်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြန်မာမုံတမခွင့်မော်တယ်နဲ့နိုင်ကောင်းတဲ့တခြားနိုင်ငံလုံးပင်လည်းပြည်တို့မှာကိုယ်ပင်မှာ7ပေကန်ရှိနိုင်ပါတယ်။ချက်မြန်မာပြည်လည်းပြည်မှာလှိုင်းသစ်နှစ်ရှိပါမယ်။လှိုင်းမြန်မာမြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးနဲ့တခြားနိုင်ငံလုံးပင်လည်းပြည်တို့မှာ6ပေမှာ10ပေကန်လိုပဲဖြစ်ပါတယ်ခင်ဗျာ။ ရန်ကုန်မှဒနေ့နေ့ကင်မရာတစ်ချောင်းပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်နေရာကွက်ကြားမိုးထချုံရောက်ပါမယ်အမြင်တာလေးမိုင်ခန့်မိုးရွာစဉ်တမိုင်ခန့်ရှိပါမယ်ရေပင်တွေကတော့အရှိတုံးမဟုတ်အရှိမြောက်ကိုတနအိုင်ကိုပင်လယ်မိုင်10မိုင်15မိုင်တစ်ခါတရံမိုင်30ထိတက်ခန့်နိုင်ပါတယ်လိုင်းကြီးနိုင်ပါတယ်လိုင်းအမြင့်မှာရှစ်ပေမှာ10ပေခန့်လိုပဲဖြစ်ပါတယ်ရန်ကုန်မှရခိုင်ကမ်းရိုးတဲ့ချောင်းပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်ကတော့ အများအဖြစ်သားရပါမယ်အမြဲတမ်း9မိုင်ခန့်ရှိပါမယ်ရေပြည်လေကတော့မြောက်တုံမဟုတ်အရှိမြောက်တနအီကိုပင်လယ်မိုင်9မိုင်မှ10မိုင်တခါတရံ25မိုင်တိတက်ခန့်နိုင်ပါတယ်လိုင်းတင်းနေရှိပါမယ်လိုင်းမြေမှာ6ပေမှ10ပေကန်းတို့ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်းကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါဦးခင်ဗျာ